အားလုံးပဲမိင်္ဂလာပါရှင်ဒီနေ့မှာတော့စုကဝက်နဲ့ယိုးကိုကြောက်ဖြုံဒီမိုးမုံလာဥနီတို့နဲ့အချို့စွပြုတ်ပြုတ်ပါမယ်ဒါလေးတွေကတော့ဝက်နဲ့ယိုးစွပြုတ်သွဲစုတုံးထားတဲ့ပစ္စည်းလေးတွေပါနော်ပထမဦးဆုံးစုဝက်နဲ့ယိုးရဲ့အနက်အသက်နဲ့အကြည့်ချွဲတွေထွက်အောင်လို့ဝက်နဲ့ယိုးကို3မိနစ်လောက်အရင်ပြုတ်လိုက်ပါမယ်ကျသောမြူနဲ့ဂျင်းကလေပထမတော့ကစူရေမတော်မဲနဲ့တခါတည်းပြုတ်မယ်ဆိုပြီးတော့ထဲလိုက်မိတာပါ ပထမ3မိနစ်တစ်ချိန်ပြုတ်ပြီးရေးသွင်းမယ်ဆိုရင်တော့ဒုတိယတစ်ချိန်ပြုတ်တဲ့အခါမှထည့်ပါနော်3မိနစ်လောက်ပြုတ်ပြီးရင်တော့စူဝက်နဲ့ရိုးဖက်တွေကိုပုဂံတစ်ခုထဲမှာဆဲထည့်ပြီးတော့အရည်တွေကိုတွန်လိုက်မှာပေါ့နော်ပြီးရင်တော့စူရည်အစ်စ်ထည့်ပါမယ်ခုနကတော့3မိနစ်လောက်ပြုတ်ထားတဲ့ဝက်နဲ့ရိုးတွေကိုပြန်ထည့်ပြီးတော့ဆူပြုတ်ပြုတ်ပါတော့မယ်။ကဲပြုတ်ထားတာရေတောင်မစုသေးဘူး။ပြီးပြတ်သွားပါပြီ။အဲ့တော့ဆူအိုးပြောင်းလိုက်ပါတယ်။ ပြုတ်ထားတာခုလိုမျိုးပပွက်ဆူလာပြီဆိုရင်တော့ဆူဟင်းကျုတ်ခဲတခဲကိုထည့်လိုက်ပါတယ်။ဒီဟင်းကျုတ်ခဲထည့်ပြီးရင်ဆူတချာအရာတာမဟုတ်တွေဘာမှထပ်မထည့်ပဲနဲ့ဟင်းကျုတ်ကြက်ကန်ဒီလိုအရာတာမြည်ပြီးလိုမှပဲထပ်ထည့်ပါမယ်နော်။ပြီးရတော့လှီးထားတဲ့ကြောက်ဖြုံဒီမုံလာဦးနှီနဲ့မှုတို့ကိုပါထည့်လိုက်ပါတယ်။ဒီနေရာမှာမှုကတော့စုမှုเจ้าကိုအသုံးပြုထားပါတယ်နော်။မှုเจ้าကိုမပြုတ်ခင်တနားရီလောက်ကလေးကစုရင်နဲ့စိန်ထားတယ်ပြီးတော့ရင်နဲ့တေချာစင်အောင်ဆေးပြီးတော့ရင်နှွေးနဲ့ပါစုတစ်ချိန်ဆေးထားပါတယ်နော်။ ကြောက်ဖြုံဒီနဲ့မုံလာဥတွေပန်နူရတိပြုတ်ပါမယ်။ဝက်နဲ့ယူရတော့ကြကြပြုတ်လေဝက်နဲ့ယူတဲ့ကအဟာရဓာတ်တွေပိုထွက်လေပဲပေါ့နော်။ခုဆိုရင်တော့ကြောက်ဖြုံဒီကလည်းနူးပြီးမုံလာဥနီကလည်းနူးပြီးဆိုတော့ဟင်းရည်ရဲ့အရာဓာတ်ကိုမြည်ကြည့်ပါမယ်။ ဟင်းရည်ရဲ့ရတာကတော့ဝက်နဲ့ရိုးရဲ့ရိုးပြုံးရည်ရတာရဲ့ကြောက်ဖြုံဒီနဲ့မုံလာဥနီတို့ကရတဲ့အချို့ရတာနဲ့ဆိုတော့ချို့ချို့လေးနဲ့ရန်ကိုတောက်လို့ကောင်းပါတယ်ဟင်းရည်ရဲ့ရတာကလည်းအနေတော်ဖြစ်ပြီဆိုတော့မီးပိတ်ပြီးအနက်မှွေးသွားအောင်လို့ကျက်တော်မိတ်နဲ့မြုပ်ကားမှုတို့ကိုထည့်လိုက်ပါတယ်။ ဒီဟင်းကျိုဟာဆိုရင်ဝက်နဲ့ယူကားရတဲ့ပရိုတင်းဓာတ်တန်ဓာတ်နဲ့သတ္တုဓာတ်တွေပြင်ကြောက်ဖြုံဒီမုံလာဥနှိနဲ့မှုရိုးကားရတဲ့အာဟာရဓာတ်တွေပါပါဝင်တာမို့လို့ကျမရေးသွက်အထူးကောင်းမွန်တဲ့ဟင်းကျိုပါနော်အရာတာကလည်းကောင်းကျမရေးသွက်လည်းကောင်းတာမို့လို့လိုက်ချက်စားကြည့်ကြနော် ခုလိုမျိုးလွယ်ကူရိုးရှင်းပြီးအဟာရပြည့်ဝတဲ့ဟင်းချက်နည်းများကိုအမြဲတင်ပေးသွားမှာဖြစ်တဲ့အတွက်ဆုရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ